မြန်မာဖိုက်တာတွေထဲမှာအခုငလင်ဘေးအတွားတတိယောက်ရောက်အလူကိစ္စတွေကိုလုပ်တဲ့သူကအင်မတန်မှရှားပါတယ်လက်ချိုးရည်လိုရပါတယ်နော်ချွန်ထိုမီနဲ့ညီကိုတွေကလုပ်တယ်အခုတန်းစင်နဲ့ညီကိုတွေကလုပ်တယ်ဒီဘက်ကနေတော့ကျွန်တော်တို့အောင်လာအန်ဆန်နဲ့ဂျော်ရှူအာဘန်ကနေပြီးတော့တတိယောက်ရောက်မြန်မာပြည်သူတွေကိုကူညီနေတာကိုလည်းကျွန်တော်အနေနဲ့တွေ့ရတယ်အခုတခါမှတော့တန်းစင်ကသူ့ရဲ့အကူနဲ့ သိန်း30မှသီပြီးတော့တော့အလူငွေကောက်ခံလိုက်တာမှာသိန်း250လောက်ရရှိသွားပြီးတော့အဲ့ဒီသိန်း250ကိုလေကိုယ်တိုင်ကိုကြတော့ပစ္စည်းတွေဝယ်ပြီးတော့တကယ်ကိုမှလိုအပ်တဲ့နှောင်းငလင်တန်းသိဒေတာတွေကိုကိုယ်တိုင်ကိုကြသွားရောက်ပြီးတော့လူတန်းနေတာလေးဖြစ်ပါတယ်။တန်းစင်ကတော့1 champion ရှင်နဲ့2 charge စာချုပ်ချုပ်ဆိုထားတဲ့အကြောင်းကိုလေကိုဖြိုးဝေကဒါတနိုင်ကလုံးဝချပြပြီးသားဖြစ်ပါတယ်။တန်းစင်ဟာ ဒေါ်လာ3000နဲ့စာချုပ်တဲ့เนาะအဲ့ထက်မနိုင်တဲ့စာချုပ်တစ်ခုကို1 championship နဲ့ချုပ်ဆိုထားကြောင်းကို Takeru နဲ့ပွဲပြီးကြတဲ့ကနင်နာဂျီအနေနဲ့ရောနင်နာရဲ့အနေနဲ့ရော1 championship ကတန်းစီကိုကန်းလှမ်းပြီးတော့ချုပ်ဆိုခဲ့တဲ့အကြောင်းကိုလည်းသိရတယ် ်ဆိုရကကျတော့တန်းစင်ကအဲ့ဒီစားချုပ်ရပွဲကမချမချရမယ်ပေါ့ဗျာတောက်ရှောက်ကိုရောက်မယ်တန်းစင်ရပွဲကနောက်လာလောက်မှလို့ကျွန်တော်နေနေကြရတယ်ပွဲကရပြီပြီလို့ဆိုရဒါမဲ့ဘယ်နေ့မှထိုးရမလဲဆိုတော့ကျွန်တော်နေနေဘယ်အစီအစဉ်မှာဘယ်ကောင်းစင်အောင်မှပါလာမလဲဆိုတော့ကျွန်တော်နေနေမသိရသေးဘူးအခုတန်းစင်ကအလှအတန်းတွေနော်သွားလှုပ်ရင်းနေ6တောက်ထိုင်ရအနေငယ်ရရပြဆိုတော့ သူရဲ့ပြည်သူတွေကသန်းစင်ကိုကူညီတာကလေကူညီတာပေါ့ဟုတ်တယ်မလားငွေကြီးရကူညီเนาะလူငွေကောက်ပူပြီးဒါမှမဟုတ်အခုလိုမျိုးကိုယ်အနေနဲ့ fighter တယောက်ဖြစ်တာဖြစ်တဲ့အတွက်ပွဲတွေကတောက်လျှောက်လာဦးမှာဖြစ်တဲ့အတွက်ဒဏ်ရာကြီးကြီးမားမားရဖို့အတွက်ပြည်သူတွေကစိုးရိမ်နေကြဒါကြောင့်သန်းစင်ကိုဆင်းချင်ဖို့အတွက်ပြည်သူတွေကတတိပီးနေကြပြီဖြစ်ပါတယ်ငလင်ကလည်းကိုတက်တီမရက်သေးဘူးနောက်ဆက်တုန်းကလင်တွေကတောက်လျှောက်လာနေတာဖြစ်တယ်ဆိုတော့သန်းစင်နေနဲ့လက်လို့စပယ်ငလင်တန်တဲ့ဒေသတွေစီကိုသွားပြီးတော့အရေးဆုံးမြေတော့သွားမယ်ဆိုရင်တော့ဖြစ်ဒါငလင်ထက်လုတ်တဲ့နေရာမှာ ဒါသတိမမူပဲသွားမိတယ်ဆိုရင်တော့ဖြစ်ဒုက္ခရောက်သွားနိုင်တယ်ဆိုတော့တန့်စင်နေနေရှေရှောင်းအလူတန်းနေပြုတ်လုပ်တဲ့နေရာမှာလေမမိကိုကိုမမိလေးကယူဆိုင်ပါလို့ဒီကနေ့ပြီးတက်တွန်းပြစီပါ